ိုင်ငံတကာအတိုင်းအဝိုင်းရဲ့အကူအညီပေးဖို့ကမ်းလှမ်းမှုတွေဆိုရင်လေလူကျင်နာအားလုံးရန်ကုန်ကိုယူလာခဲ့စစ်အစိုးရက လက်ခံမယ်ပြီးရင်ကိုယ့်ဘာသာကိုဖြန့်ဝေတာလုပ်မယ်အကူအညီပေးရေးအဖွဲ့အစည်းတွေကိုအရာဝတီတိုင်းတဲ့လုံးဝသွားခဲ့မပြုဆိုတာမျိုးလုပ်ခဲ့ပါတယ်။တဘာဝဘေးအန္တရာယ်ဖြစ်စီကက်ယောဂဘေးဖြစ်စီမြန်မာနိုင်ငံအတွက်ဆိုရင်တော့စစ်အာဏာရှင်တွေကင်တွယ်ပုံနဲ့ရွေးကောက်ခံအစိုးရကင်တွယ်ပုံမိုးနဲ့မြေကြီးလောက်ကွာခြားပါတယ်။အဓိကကွာခြားချက်ကတော့ ျွန်တော်မိတ်ဆွေများအားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတပုတ်ကတော့ Frontier မြန်မာကစောင်းပါရှင်စီသူအောင်မြင့်ရေးသားတဲ့စစ်အာဏာရှင်လက်ထက်နာဂိနဲ့ရွေးကောက်ခံအစိုးရကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးဘာကွာတယ်လဲဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်လာမယ့်မေလ2ရက်ဆိုမြန်မာနိုင်ငံမှာလူပေါင်းတသိန်း4000လောက်တည်ဆုံးခဲ့ရတဲ့နာဂိမုံတိုင်းကြောက်ရွံ့ခဲ့တာ12နှစ်ပြည့်ပါတော့မယ်လက်ရှိအချိန်မှာလည်းမြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးပြဿနာကြီးနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့မတူတာတစ်ခုကနာဂင်မုံတိုင်းကြားရောက်ခဲ့ချိန်တုန်းကမြန်မာနိုင်ငံဟာစစ်အာဏာရှင်လက်အောက်ကြားရောက်နေခဲ့ရပြီးအာဏာရှင်တွေရဲ့စီမံခန့်ခွဲမှုနဲ့ဘေးအန္တရာယ်တွေကိုရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာဖြစ်ပေမဲ့ဒီကနေ့အချိန်မှာတော့ရွေးကောက်ခံအစိုးရရဲ့စီမံခန့်ခွဲမှုနဲ့ကမ္ဘာကပေးကြီးကိုရင်ဆိုင်ကျော်ဖြတ်နေရတာဖြစ်ပါတယ်။ပြည်ရင်းကနိုင်ငံရေးသမားတွေတက်သည့်ပညာရှင်တွေနဲ့ပြည်သူတို့ချို့ကတော့ အရင်စစ်အာဏာရှင်တွေနာဂိဘေးအန်ဒရယ်ကိုရင်ဆိုင်တုံ့ပြန်ခဲ့ပုံနဲ့လက်ရှိရွေးကောက်ခံအစိုးရရဲ့ကမ္ဘာကက်ယောဂါကိုရင်ဆိုင်တုံ့ပြန်နေပုံတွေကိုနှိုင်းယှဉ်ပြောဆိုမှုတွေရှိလာနေပါတယ်။တဘာဝဘေးအန်ဒရယ်ဖြစ်စေကက်ယောဂါဘေးဖြစ်စေအာဏာရှင်တွေတုံ့ပြန်စီမံခန့်ခွဲပုံနဲ့ပြည်သူလူထုကဒီမိုကရေစီနီးကျရွေးကောက်တင်မြောက်ထားတဲ့ရွေးကောက်ခံအစိုးရတုံ့ပြန်ပုံချင်းမတူညီနိုင်ပါဘူး။ဘယ်နေရာတွေမှာဘာတွေကွာခြားသလဲဆိုတာလေ့လာကြည့်ရအောင်ပါ။ 2008မေလ2ရက်နာဂင်မုံတိုင်းပြည်ထောင်နယ်ပတ်သက်ပြီးပြောရရင်မောလီဝဒပညာရှင်ဦးထွန်းလင်ကိုရှင်းလက်ထားလို့ရမှာမဟုတ်ပါဘူးမေလ2ရက်မတိုင်ခင်ပင်လယ်ပြင်မှာမုံတိုင်းစုဖွဲ့စဉ်ကလေးကအဲ့ဒီအချိန်ကအစိုးရမောလီဝဒနဲ့ဇလဗေဒဦးစီးဌာနရဲ့တာဝန်ခံဖြစ်တဲ့ဦးထွန်းလင်ဟာစောင့်ကြည့်ကြိုသိခဲ့ပါတယ်စစ်အာဏာရှင်လက်ထက်ဘျူရိုကရေစီရန်ရာစနစ်အရဦးထွန်းလင်ဟာသူတည်သည်မြောက်ကိုတည်င်းအဖြစ်ထုတ်ပြန်ပေးဖို့ပြန်ကြားရေးဝန်ကြီးဌာနကိုပေးဖို့ရတာ အထက်အာနာပိုင်းနေစီတည်င်းပို့တာလောက်ပဲလုံနိုင်ပါတယ်မြန်မာနိုင်ငံထဲဝင်ရောက်လာမဲ့အဲ့ဒီမုံတိုင်းအဖြတ်စွမ်းအားကြီးမားမယ်ဆိုတာသိပြီးတဲ့နောက်ဦးထွန်းလွင်ဟာအဲ့ဒီအချိန်ကစစ်အာဏာရှင်ကြီးရဲ့ကိုရေးအရာရှိစီအဆက်မပြတ်တည်င်းပို့ခဲ့တယ်လို့နောက်ပိုင်းအစင်းမြင့်အရာရှိအတော်များများကိုလည်းတယ်လီဖုန်းဆက်တည်င်းပို့ခဲ့တယ်လို့သူ့ရဲ့အင်တာဗျူးတွေမှာပြန်ပြောင်းပြောဆိုထားပါတယ်ဒါပေမဲ့ဦးထွန်းလွင်ရဲ့တည်င်းပေးပို့ချက်နဲ့ပတ်သက်ပြီးအာနာပိုင်းအတိုင်းဝိုင်းကတိတ်ပြီးအလေးထားတာမဟုတ်ခဲ့တယ်လို့ ပြည်သူလူထုအနေနဲ့အဲ့ဒါကိုနားလည်ပြီးတက်နိုင်သမျှကာကွယ်မှုလုပ်ကြအောင်လဲမကြိုးစားမစွမ်းဆောင်ခဲ့ကြပါဘူးဒီလိုနဲ့အေယော်ရီတိုင်းနဲ့ရန်ကုန်တိုင်းနေရာတချို့နာကင်းမုံတိုင်းတန်အလိုအလဲခံစားလိုက်ရပါတယ်အစိုးရထုတ်ပြန်ကြအရာသေဆုံးသူစုစုပေါင်း3သိန်း4000နီးပါအင်ဂျီပျက်စီးမှု9သိန်းကျော်မုံတိုင်းကြောင့်ထိခိုက်တက်ရောက်မှုခံရသူ17သန်းရှိတဲ့မြန်မာတိုင်းမှာအသေးအပြောက်အများဆုံးအပျက်စီးဆုံးမုံတိုင်းဖြစ်ခဲ့ပါတယ် ကြွညင်သူတွေရဲ့ဝေဖန်ချက်အရတော့အစိုးရဟာအဲ့ဒီမုံတိုင်းတဲ့င်းကိုဒီထက်လေးလေးနက်နက်နားလည်ပြီးပြည်သူလူထုကိုအသိပေးတာတွေကြိုတင်ပြင်ဆင်ပေးတာတွေစ조사လုပ်ပြီးနိုင်ခဲ့ရင်အသက်ပေါင်းများစွာကယ်ဆယ်နိုင်လိမ့်မယ်လို့ဆိုကြပါတယ်။နာဂင်မုံတိုင်းတိုက်ခတ်ပြီးလူပေါင်းသိန်းနဲ့ရှိသေးဆုံးပျောက်ဆုံးချိန်စစ်စိုးရတွေရဲ့ကင်တွေပုံကဒီထက်အများကြီးဆိုးရွားပါတယ်။သူတို့အရင်ဆုံးလောက်တာကရန်ကုန်တိုင်းကနေအေရဝတီတိုင်းကိုသွားတဲ့လမ်းတွေကိုအရင်ဆုံးပိတ်ဆို့လိုက်တာပါပဲ။ နိုင်ငံသားတိုင်းကိုစီစစ်ပြီးနိုင်ငံသားတွေဆိုလုံးဝသွားခဲ့မပြုတော့ပါဘူး။ရွေချက်ကတော့တည်င်းအမှောင်ရှလိုက်ဖို့ပါ။အဲ့ဒီအချိန်ကအစမုံတိုင်းကြောင့်အေယာဝတီတိုင်းတဲ့ဘာဖြစ်နေသလဲဆိုတာသိရဖို့တည်င်းတော့တွေခိုးဝင်စွန့်စွန်စားစားတည်င်းယူတာမျိုးလုပ်ကြရပါတော့တယ်။နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အကူအညီပေးဖို့ကမ်းလှမ်းမှုတွေဆိုရင်လေလူကျင်နာအားလုံးရန်ကုန်ကိုယူလာခဲ့စစ်အစိုးရကလက်ခံမယ်ပြီးရင်ကိုယ့်ဘာသာကိုဖြန့်ဝေတာလုပ်မယ်အကူအညီပေးရေးအဖွဲ့အစည်းတွေကို အေအော်ဒီတိုင်းတက်လုံးဝသွားခင်မပြုတ်ဆိုတာမျိုးလုပ်ခဲ့ပါတယ်ဒါလောက်ပဲလားဆိုတော့လေမကသေးပါဘူးလူတွေအများကြီးသေလူအများကြီးဒုက္ခရောက်တဲ့ဖြစ်စဉ်မှုမြန်မာနိုင်ငံသားအများစုကြီးကလည်းကိုယ့်အစုနဲ့ကိုယ်တိုင်တစ်ပိုင်းကူညီဖို့ကြိုးစားခဲ့ကြပါတယ်မြန်မာပြည်အရရက်ကပြည်သူတွေဟာလှူမဲ့တမ်းမဲ့ပစ္စည်းတွေကိုစုစည်းကားကြီးကားငယ်အသွေးသွေးနဲ့အေအော်ဒီတိုင်းတက်သွားလှူဒန်းတာမျိုးလုပ်ကြပါတယ်ဒါကိုလည်းနောက်ပိုင်းမှာအာနာပိုင်တွေကလုံးဝတားမြစ်ပါတယ်၂၀၀၈မေလနောက်ဆုံးပတ်ရက်တရက်မှာ လိုင်းသာယာကနေကွန်ကြံကုန်းဒေရီရဲ့ဘက်သွားပြီးလူတန်းကြသူတွေကိုအပြန်မှာကားရန်ကြီးတစ်ခုလုံးကိုလိုင်းသာယာအဝင်ကနေဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီကားတွေအားလုံးရန်ကုန်အင်းစိန် GTI ဝင်းနဲ့ဖမ်းခေါ်သွားပြီးကားတွေကိုသိမ်းဆီးလိုက်ပါတယ်။နောက်ပိုင်းကျမှကားပိုင်ရှင်တွေဒရိုက်ဘာတွေကိုအေရဝတီတိုင်းနဲ့မသွားပါဘူးဆိုပြီးခံဝင်ချက်ထိုးတန်းငွေဆောင်စီပြီးမှကားပြန်ပေးတာမျိုးလုပ်ပါတယ်။အထိပ္ပယ်ကတော့ဒုက္ခရောက်နေတဲ့ကိုယ်နိုင်ငံသားတွေကိုပြည်သူအချင်းချင်းကူညီကြတာကိုတော့ အာနာသုံးပြီးပြိပင်တားမြစ်တာမျိုးလုပ်ခဲ့တာပါအခုလက်ရှိကမ္ဘာမိသားစုကြီးနဲ့အတူကြုံနေရတဲ့ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကတော့အိန္ဒိယတရုတ်နိုင်ငံမှာစဖြစ်ပါတယ် WHO ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးကကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကမ္ဘာကာယောဂါအဖြစ်မကြေညာခင်ကတည်းကအစိုးရကျန်းမာရေးဝန်ကြီးဌာနဟာကာကွယ်ရေးလုပ်ငန်းတွေကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေစနစ်တကျစလုပ်ခဲ့တာတွေ့နိုင်ပါတယ်အထူးသဖြင့်ပြည်သူလူထုကိုအသိပညာပေးတဲ့လုပ်ငန်းကိုအချိန်မြင့်လုပ်ကင်ခဲ့တာပါ အဲ့ဒီအထက်မှာရွေးကောက်ခံအစိုးရကောင်းဆောင်ဒေါ်ဆန်းစုကြည်ကိုတိုင်းဥဆောင်လောက်ကင်နေတာကိုတွေ့ကြရပါတယ်။နိုင်ငံတကာနီးတူကာကွယ်ရေးလုပ်ငန်းတွေကိုအစင်းစင်လောက်ကင်ရမှာပြည်သူလူထုပူးပေါင်းပါဝင်မှုအပြည့်အဝနှီးပါရတာကိုလည်းတွေ့မြင်ကြရပါတယ်။တရင်ထုတ်ပြန်မှုတွေကိုလည်းစနစ်တကျလောက်ကင်ပေးနေတာတွေ့ကြရပါတယ်။ WHO လိုအဖွဲ့အစည်းမျိုးနဲ့ဆက်ဆက်ပြီးဗိုင်းရပ်စ်ပြဿနာကိုကင်တွယ်တယ်လို့အမေရိကန်ပြည်ထောင်စုအပါအဝင်နိုင်ငံတကာအကူအညီပေးမှုတွေလက်ခံပါတယ်။အထူးသဖြင့်ဗိုင်းရပ်စ်ပြဿနာကိုအောင်အောင်မြင်မြင်ကင်တွယ်ဖြေရှင်းပေးတဲ့ တရုတ်နိုင်ငံကနေရုပ်ဝတ္ထုအကူအညီအကြံပေးပွဲအကူအညီတွေရယူပါတယ်။အဲ့ဒီလိုနိုင်ငံပေါင်း186နိုင်ငံမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ3သိန်းနီးပါးရှိလာခြင်းမတ်လ23ရက်နေ့မှာတော့နိုင်ငံခြားကပြန်လာတဲ့လူ2ယောက်ဗိုင်းရပ်စ်ကူးစက်ခံထားရတာစပြီးတွေ့လာခဲ့ရပါတယ်။အဲ့ဒီနောက်ဗိုင်းရပ်စ်တိုက်ဖျက်ရေးနဲ့ကာကွယ်ရေးလုပ်ငန်းတွေအချိန်မြင့်ပြီးလုပ်ကင်ခဲ့ပါတယ်။ COVID-19 တုံ့ပြန်ရေးအရေးပေါ်ရန်ပုံငွေထူထောင်တာ တတိယကြီးတွေနဲ့ပြည်သူတွေစီကအလူခံတာတွေလုပ်ပါတယ်။ ဒီကြတဲ့ကင်တယ်မှုရှိုးရင်းချက်တချို့လည်းပေါ်ပေါက်ခဲ့ပါတယ်။အဲ့ဒါကတော့ virus ပြန့်နှံ့မှုပိုများလာတဲ့ထိုင်းနိုင်ငံနဲ့ရောက်နေတဲ့မြန်မာရွှေ့ပြောင်းအလုသမားတွေနေဆက်ဂိတ်တွေကနေအလုံးအရင်းနဲ့ပြည်တွင်းပြန်ဝင်လာကြတဲ့ပြဿနာပါ။အဲ့လိုအခြေအနေမျိုးကိုအစိုးရကမျှော်လင့်ထားတာမဟုတ်ခဲ့လို့ပြန်ဝင်လာတဲ့လူတွေကိုနေဆက်မှာပဲပိတ်ဆို့ပြီး quarantine လုပ်ဖို့ပြင်ဆင်မှုမရှိဖြစ်သွားစေခဲ့ပါတယ်။ဒါကြောင့်အရေးအတွက်9000 6000လောက်ရှိမဲ့နိုင်ငံသားပြန်ရွှေ့ပြောင်းအလုသမားတွေသူ့ရဲ့သူ့ရွာကိုပြန်နဲ့ရောက်ရှိသွားပြီး ဲ့ဒီရောက်ရာအရက်မှာကွာရန်တင်းလုပ်ဖို့ပြင်ဆင်ပေးလိုက်ရပါတယ်။အစိုးရဟာပြည်သူတွေကိုအိမ်မှာပဲနေကြဖို့လှုံ့ဆော်ပါတယ်။ဒီအတွက်အစင်းရဲဆုံးပြည်သူတွေထိခိုက်နိုင်အောင်ဖို့စံစီစားပဲကြက်တုံတွေအခမဲ့ဝေငှတာလုပ်ပါတယ်။အင်တာနက်ဖိုးတွေတတ်တာအောင်မိုဘိုင်းဖုန်းအော်ပရေတာတွေကိုမြစ်တာရက်ခံညှိနှိုင်းပေးပြီးအိမ်အောင်စုတိုင်းအတွက်တလတာမီတာကကြက်11500လျှော့ပေးမဲ့အစီအစဉ်တွေလုပ်ပါတယ်။ ဒါဟာကပေးကာလအတွင်းပြည်သူတွေအတွက် အစိုးရကနေမီတာကကျပ်ဘီလီယံ90ဝန်းကျင်ဒေါ်လာနဲ့ဆို35တန်းပိုးလောက်စိုက်ထုတ်ကုန်ကြခံပေးမဲ့သဘောပါလက်ရှိကိုရိုနာဗိုင်းရပ်စ်ကာကွယ်တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးအစိုးရရဲ့လမ်းညွှန်ချက်တွေကိုပြည်သူအများစုနားလည်လက်ခံလိုက်နာနေကြသလိုအစိုးရရဲ့ဝင်းကိုတော်နိုင်တဲ့လောက်ဝင်ထမ်းနေကြတာတွေ့မြင်ကြရပါတယ်ဥပမာအားဖြင့်တရေကြီးတွေကိုယ်တိုင်သူတို့စိတ်သဘောဆန္ဒနဲ့သူတို့ ေါ်လာတန်းရှိတန်နဲ့စေးဘက်ဆိုင်ရာအထောက်အကူတွေလူတာငွေကြေးလူရန်းတာတွေအပြင်တာမန်ပြည်သူတွေကလည်းသူတို့ကိုတတ်တာခွင့်ပေးတဲ့မီတာကအစိုးရကိုပြန်လူတာစင်းရဲသားတွေကိုအရှိကန်စားတော့ကုန်လိုက်လံထောက်ပံ့တာတွေကိုလုပ်နေကြပါတယ်ကိုရိုနာဗိုင်းရပ်စ်ပြဿနာဟာဖြေရှင်းလို့မပြီးသေးတဲ့ပြဿနာမျိုးရွေးကောက်ခံအစိုးရကဆက်ပြီးစီမံခန့်ခွဲကင်တွယ်ဖြေရှင်းနေရအောင်မှာဖြစ်ပါတယ်တဘာဝဘေးအန္တရာယ်ဖြစ်စေကပ်ယောဂဘေးဖြစ်စေမြန်မာနိုင်ငံအတွက်ဆိုရင်တော့ စစ်အာဏာရှင်တွေကင်တွယ်ပုံနဲ့ရွေးကောက်ခံအစိုးရကင်တွယ်ပုံမိုးနဲ့မြေကြီးလောက်ကွာခြားပါတယ်အဓိကကွာခြားချက်ကတော့ပြည်သူလူထုအပေါ်သဘောထားဖြစ်ပါတယ်စစ်အာဏာရှင်တွေဟာပြည်သူလူထုအပေါ်စောက်ချောက်ဖို့ဝေးလို့ရန်သူတပွဲပြုမှုခဲ့တာကိုစစ်အာဏာရှင်စနစ်နှစ်ပေါင်း90ကျော်အတွင်းအချိန်ချင်းမြင်ခဲ့ရမှာဖြစ်ပါတယ်ရွေးကောက်ခံအစိုးရကတော့ပြည်သူလူထုကိုအလုအယွေပြုပါတယ်အခုလိုကမ္ဘာကက်ယောဂဘေးစိုက်နေချင်းစစ်အာဏာရှင်တွေလက်အောက်မှာပဲရှိနေသေးရင်ပြည်သူတွေရဲ့ဘဝဟာ မတွေးရဲစရာကောင်းလောက်အောင် ဆိုးရွားသွားနိုင်ပါတယ်။ရွေးကောက်ခံအစိုးရတရက်စီမံခန့်ခွဲနေလို့သာပြည်သူတွေအတော်လေးကံကောင်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်းဒီနေ့လိုဆိုးရွားလာတဲ့ကမ္ဘာကယောဂါကြီးကိုရင်ဆိုင်နေရခြင်းမြန်မာနိုင်ငံသားအတော်များများကတော့2008ခုနှစ်စစ်အာဏာရှင်အစိုးရလက်အောက်မှာနာခင်မုံတိုင်းနဲ့နောက်ဆက်တွဲပြဿနာရင်ဆိုင်ခဲ့ရတာတွေကိုမမေ့မလျော့တတိယနေကြမှာကတော့တေးကြလှကြောင်းပါ။ဆောင်းပါရှင်စီသူအောင်မြင့် အဆုံးထိနားထောင်ပြီးတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းမများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။